ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ။ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဒီဟာဒီကိုရင်ဘိုင်မြူနစ်အသင်းကနေထွက်တော့မဲ့ဂျာမန်လက်ရွေးစင်ဒါကနဝင်ကစားသမားတယောက်လိုလည်းပြောလို့ရပါတယ်။သောမတ်မူလာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါအမတ်တရအကြောင်းအရာလေးတွေကိုကျွန်တော်နဲ့တူစီတူကနေပြောမှပြောသွားပြဖို့ရှိပါတယ်။စီတူရေမင်္ဂလာပါညီ။မင်္ဂလာပါကို။အဲမူလာကတော့ဒါယာဒီကိုရင်ဘိုင်မြူနစ်ကနေထွက်တော့မှာပေါ့နော်။ဘိုင်မြူနစ်မှာစုစုပေါင်း၁၉00သည်ကစားခဲ့တယ်ပွဲရည်အတွက်အပြည့်ဆိုရင်ပွဲပေါင်း900ကျော်ပေါ့လေ950ကျော်လောက်ထိကစားခဲ့တယ် တကယ်ကိုပဲဟိုသူကစားမောပေါ်တခြားကတော့ဒါအမှတ်ရစရာအများကြီးရှိမယ်ထင်ပါတယ်အခုတော့ဒါဘိုင်မြူနစ်ဖန်အနေနဲ့လည်းဒါမူလာနဲ့ပတ်သက်လာရင်တော့ပြောစရာကြီးဒါအများကြီးရှိပါတယ်ဒါစစ်သူကတော့ဘယ်အကြောင်းအရာတွေကိုအဓိကစပြောမှပြောချင်လည်းမသိဘူးကြီးအာဟုတ်ကဲ့ကိုမူလာနဲ့ပတ်သက်လာရင်တော့ကျွန်တော်ကျွန်တော်ရဲ့ဒီလူငယ်ဘဝတခြားလုံးတငယ်ချင်းတို့ထိတွေ့လာတဲ့ကစားသမားလို့ပြောရမှာပေါ့နော်တကယ်လေအရန်ကိုသဘောကျခဲ့တယ် ဘာပြောဒီ2010ကဘာဖလား2014ကဘာဖလားဒီမှာကျွန်တော်တို့မူလာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါသဘောကျခဲ့ရပြီသူရဲ့ twin go အစီအတွက် twin go ဒါကိုသွင်းနိုင်စွမ်းလည်းတော်တော်လေးအသိမဲ့ပြရပါပေါ့နော်အဲ့တော့2010လောက်ကာလပြီဆိုရင်ကျွန်တော်တို့ဘွန်နီလီကာပွဲတွေကိုပေါ်ပေါ်တည်တည်မကြည့်ရသေးဘူးဒါမှမဟုတ်ကျွန်တော်ကဘာဖလားတော့မကြည့်ရဘူးပေါ့နော်ဒါဟို channel တွေကတော့ဒီမူလာတို့ကြောင်းတော့တည်နေပြီပေါ့လေအဲ့တော့2010ကဘာလာမှာသူလုတ်ပြခဲ့တာတကယ်ကိုတော်တော်လေးအံ့အသင့်ဖို့အကောင်းတယ်လို့ ပြောရမယ်ပေါ့နော်ပြောမယ်ဆိုမူလာဟာဒီဘောလုံးကဘာမှာသူ scale လည်းအရင်မကောင်းဘူး speed လည်းအရင်မမြင်ဘူးအရက်လည်းအရင်မမြင်တယ်လို့ strength လည်းအရင်မကောင်းဘူးဒါမဲ့အဲ့အရာအလုံးမှာဂုံမှု track နေတဲ့ပုံစံမျိုးအလျင်းထူးချွန်နေရမှာမဟုတ်ပင်မဲ့လေသူ့ရဲ့ဒီ game ပေါ်မှာရှိခဲ့တဲ့ impact ကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းပြီတော့တော်တော်လေးကိုကြီးမားခဲ့တာတွေ့ရတယ်သူဒါ twin ခဲ့တဲ့ကိုကြီးအတွက်ဆိုရင် by minute အတွက်ပဲဆိုရင်တော့ဒါ250နီးပါးကတ်တယ် ဒီလိုပဲ assist ကလည်း250နီးပါးကတ်တယ်အဲ့တော့ဒီပမာဏရေကတော်တော်လေးကြောက်ဖို့ကောင်းတယ်ယူခဲ့တဲ့ဖလားရေအတွက်ဆိုနေတာ33လုံး major super la 33လုံးအဲနိုင်ရှေ့ရမယ်ဆို spartan ရဲ့သူတို့တည်ရှိခဲ့တဲ့တန်းလျှောက်လုံးယူထားတဲ့ဖလားရေအတွက်26လုံးပဲရှိတယ်မူလာတယောက်ထက်33လုံးရှိရအဲ့တော့သူ့ရဲ့ trophy cabinet ကြီးကိုဒီ Bayern Munich ကဒီအမတ်တရပုံတင်တဲ့အခါမှာကျွန်တော်စဉ်းစားသွားပြီးတော့စဉ်းစားမိတာဒီ trophy တွေကအသင်းသင်းရဲ့ပြလိုက်လို့မျိုးတော့ထည့်ထားလို့ရတယ် နှုံထအထိပေါ့နော်အဲ့တော့အဲ့ရခဲ့တဲ့ဖလားတိုင်းမှာလဲသူဟာဒါအရေးပါတဲ့ကဏ္ဍကနေအမြဲတမ်းပါဝင်ခဲ့တယ်ပြီးတော့သူအရေးပါတဲ့ကဏ္ဍမှာရှိခဲ့တာကလည်းကျွန်တော်တို့အရင်ကတိမထားတဲ့ပုံစံမျိုးမဟုတ်ဘူးအရင်တော့ဒီ number 10 player တွေကဒါ classic number 10ဆိုပြီးတော့တကယ့်ကို elegant ဖြစ်တယ်ပေါ့နော်အရင်လှပခဲ့တဲ့ကစားဟန်တွေတကယ့်ကိုထူးချွန်ပြောင်မြောက်တဲ့ fishion တွေထူးချွန်ပြောင်မြောက်တဲ့ boss case တွေနဲ့ကျွန်တော်တို့ဆွဲမှတ်ခဲ့ရတယ်ဒါ sedan လို့ kitty ပေါ့နော် ဒါပေမဲ့မူလာလိုခင်မှာကျတော့အဲ့ဒီအရာရင်မဟုတ်တော့ဘူးနဲ့မူလာဟာဒီ German လို rom to tor လို့ခေါ်တဲ့ပုံစံပေါ့နော် rom to tor ဆိုတော့ဒါ rom ဆိုတာ space to try ဆိုတာကဒါ interpreter ပေါ့နော်အဲ့ space interpreter ဒီနေရာလွတ်တွေကိုအသုံးချတဲ့ကစားသမားရေဆိုပြီးတော့သူ့ကိုသူဒါကင်မွတ်တက်တဲ့ media နဲ့လည်းဒါကင်မွတ်တက်ခဲ့တဲ့ဒီကစားသမားဖြစ်တယ်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပြူဟာအရာဒီအစ်တမျိုးကိုလည်းသူ့အနေနဲ့ချပြခဲ့တယ်အဲ့အဲ့ချပြခဲ့တဲ့ပုံစံနဲ့လည်းအားလုံးကို ခိုင်လုခဲ့ပြီးတော့ပြောမစုံရင်အမတ်တရတွေဘလို့ပဲကြည့်တတ်ကြည့်တတ်အမတ်တရရင်လည်းပြင်းထန်နေတယ်တကယ်ဘိုင်းမင်းစတော့ကောဂျာမနီတော့ကောဘလုံးသမိုင်းတော့ကောကနဝင်ကစားသမားတယောက်ဖြစ်တယ်လို့ပြောချင်ပါတယ်ကိုဟောဒါစီတူပြောပါနေပြောရှုတော့ကနေဒါမူလာရဲ့ကစားတဲ့ပုံစံပေါ့လေဒါမူလာရဲ့ကစားတဲ့ပုံစံနဲ့နောက်တစ်ခုကကျတော့မူလာနဲ့ပတ်သက်ပြီးတော့မှဒါအမရစရာကိုလဲဒါမူလာစပေါ်ကစားလို့ညာချမ်းညာချမ်းဘက်ကိုသူစပြီးရင်းပြောမှကစားတယ်ညာချမ်းဘက်ကိုထွက်ပြောမှကစားတယ်အဲစပြီးတော့မှတော့ နေရာရတာဒီ Louis van Halet ထက်ဖြစ်မှာတင်ပါတယ်သူပွဲထွက်တော့လို့ Glisman လက်ထက်တွေဘာမှမတော့စပြီးပွဲထွက်ကောင်းထွက်ကောင်းထွက်လိမ့်မယ်ဒါပေမဲ့တကယ်တမ်း first line နဲ့အပြည့်ရတာကတော့ဒီ Louis van Halet ထက်အဲအကြောင်းလေးကိုသွားပြမှကြည့်ရင်တော့ Louis van Hal ကဒီသူ့လက်ထက်မှာပေါ့နော်စင်တင်ပြီးတဲ့ကစားသမားတွေကတော့တော်တော်ကြီးကိုများရပါမယ်နော်ဒီနီးပြားများပြီဟုတ်တော်တော်များတယ်ဟုတ်ကဲ့ဒီအဲ့ကာလာတွေကကြည့်မယ်ဆိုရင်ဘိုင်မြူရှက်တောင်ပံမှာဒါရော်ဘင်ရီဘာရီပေါ့နော်ဒီနှစ်ယောက်ရဲ့ဒီတောင်ပံတက်စစ် တကယ်ကိုပဲဟိုအကောင်းဆုံးအခြေအနေမှာပြီအကောင်းဆုံးအခြေအနေမှာဒါမူလာတက်လာတယ်နောက်ပိုင်းဒီမှာညီပြောမူလာရဲ့ပုံစံကကြတော့တောင်ပိုင်းမုတ်ဖက်နဲ့ဒီနောက်ချံတိုက်စစ်ပုံစံမျိုးပေါ့လေအဲ့ထဲကမှနေရာလွတ်တွေကိုဝင်နေဂိုးတွေမထင်မှတ်ဖက်နဲ့ဂိုးတွေအများကြီးတွေ့နိုင်ခဲ့တယ်ဒါသူ့အတွက်ဒါအမှတ်ရစရာအကောင်းဆုံးကတော့ဒီသူစပြောမယ့်နာမည်ကြီးတဲ့ဒီ2010ကဘာဖလားပေါ့လေကဘာဖလားပြိုင်ပွဲမှာဒါ၅ဂိုးတင်တယ် ၅ခုလား၆ခုလားတကယ်တော့မမပြောဟုတ်၅ခုအဲ့မှာဂိုးသွင်းနေ၅ခုတည်းအဲ့ရွှေဖနက်စုရောနောက်တစ်ခုကကျတော့ဟိုဟာနောက်လူငယ်အကောင်းဆုံးကစားသမားစုတွေရောဒါရသွားပါလေမမရဖြစ်ကျွန်တော်ဒီ2006ရော2010ရောဟာဒီလူငယ်အကောင်းဆုံးကစားသမားစုတွေကိုဂျာမနီတင်းကဂျမ်းမဲရပါ2006တုန်းကကျတော့ဘိုဒော့စကီရတယ်2010ကျတော့သောမတ်ဘူလာရပါပါလေဘူလာရဲ့ဒီအမတ်တရအကောင်းဆုံးထဲမှာတော့ဒါ2010 ကမ္ဘာဖလားပါမယ်ထင်ပါတယ်။နောက်တစ်ခုကကျတော့ညီဒီမူလာရဲ့ဒီဘယ်လိုပြောမလဲ။အခုစမြင်ကညာတောင်ပန်းပေါ့လေညာတောင်ပန်းကညီမတစ်စစ်ဒီနောက်ချန်တစ်စစ်ဒီမူလာရဲ့ကစားသမားဘုရားအစစ်စစ်ဒီနေရာဒီညီပြွာရှူတော့ကနေပေါ့လေနေရာပြောင်းကစားခဲ့ရတဲ့အပေါ်လေစီတူတစ်ချက်လောက်ပြောပြပါဦးနေ။ဟုတ်ကူအဓိကကတော့သူ့ဟာဘယ်နေရာပဲထားကစားကစား။သူဟာ space တွေရှိတဲ့နေရာကိုသွားတဲ့ပုံစံမျိုး ဟိုဖြစ်တယ်ပေါ့နော်မူလာရဲ့ကစားပေါက်ကကျွန်တော်တို့အဲ့လိုအဲ့လိုမျိုးကျွန်တော်မြင်တယ်အဲပြီးတော့ဒီအရန်အားကိုရတာကဒီ off the ball အခြေအနေပေါ့လေဘောလုံးမရှိတဲ့အခြေအနေသူကဘောလုံးမရှိတဲ့အခြေအနေမှာအရန်ကောင်းတယ်အဲကြောင့်မို့နောက်ပိုင်းမှာဒီ knock chain number 10ပုံစံပေါ့နော် knock chain တိုက်စစ် number 10သူများ number 10တွေကဘောလုံးကိုစေစားတယ်သူ့ number 10ကကြာလို့ဘောလုံးကိုမစေစားဘူးသူကဘောလုံးကိုစောင့်ပြီးလွတ်တဲ့အခွက်တွေကိုထိုးနှက်တဲ့ number 10ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီကျွန်တော်တို့အားလုံးလည်းတိကြတဲ့ကဘာကျော်အဆူအမိတ်ပေါ့ Sean Craig ကပြောတယ် ဘောလုံးခြေထောက်ထဲမှာရှိတာကဒီပြင်းနာချင်းချလိုင်း3မိနစ်လောက်ပဲရှိရပါတော့ကစားသမားတစ်ယောက်ကို3မိနစ်လောက်ပဲဘောလုံးခြေထဲမှာရှိချင်ရှိတာအဲ့တော့ကစားသမားကောင်းတရားဟုတ်မဟုတ်ဆိုတာ channel 88မိနစ်ကအဆုံးဖြတ်ပေးတယ်ဆိုတဲ့ဇာတ်ကားပေါ့လေအဲ့တော့အဲ့ဒီဇာတ်ကားကိုဒီ offensive tyson အနေနဲ့ရော defensive cancer အနေနဲ့ရောအကောင်းဆုံးတက်တည်ပြနေတယ်ကစားသမားမူလာလို့ပြောရလိမ့်မယ်အဲ့တော့မူလာဟာအဲ့ဒီသူ့ရဲ့ number 10ပုံစံမှာသူအကောင်းဆုံးဒါအတောက်ပါဆုံးဖြစ်လာခဲ့တယ်အဲ့တော့ဒီနေရာမှာသူ tyson ကိုလည်း tyson ကစားသမားအတွက်ပေါ့နော် ဒီတိုက်စစ်ကစားသမားအထောင်ကစားသမားဒါအကြီးဆုံးဥမာပြရင်တော့လေဗန်ဒေါစကီပေါ့နော်လေဗန်ဒေါစကီရဲ့လှူရှာမှုမူတည်ပြီးတော့သူကလွတ်နေတဲ့ space တွေအကုန်လုံးကိုတိုက်ခိုက်တဲ့ပုံစံကိုသူသုံးတယ်ပေါ့နော်အကိုးလေးလည်းသူအများကြီးရခဲ့တယ်အဲဒီလိုပဲလေဗန်ဒေါစကီကိုယ်တိုင်ပြောပြဘူးလားပေါ့နော်အဲ့တော့ဘိုင်မြူရှာဗန်ဟားလက်ထက်မှာရောဒါယက်ဟိနက်စ်ကွာဒီယိုလာအစားရှိတဲ့လက်ထက်တွေမှာရောသူတို့ရဲ့ pressing ကပြင်းထန်တယ်ကောင်းလည်းကောင်းတယ်ပေါ့နော်အရန်အဲ့တော့ဒီနေရာမှာမူလာအရန်ရေးပါတယ်မူလာဘယ်လိုအရေးပါလဲဆိုတော့သူက သူအရှိရကစားသမားရဲ့ဒီ pressing လုပ်တဲ့ကစားသမားရဲ့အကောင်လုံးသူကညွန်ကြားနေတဲ့အနောက်ကနေတရားတော့ Lewandowski ပြန်ပြောပြဘူးတော့ဘောနော်အဲ့တော့ဒီတိုက်စင်မှုတယောက်အနေနဲ့ဆိုရင်ပြိုင်မဲ့ခံစစ်ကိုဝင်ပြီးတော့ pressing ပေးရတာအင်မတန်ခက်တယ်ဘယ် pressing angle ကိုပတ်ရမလဲဆိုတာခက်တယ်ဆိုပြီး Lewandowski ကပြောဒါပေမဲ့အဲ့ဒီအရာမူလာနဲ့ဆိုရင်အရန်လွယ်တယ်ဘောနော်မူလာကသူကိုယ်တိုင် pressing line လုပ်နေတယ်သူကအာဒီ Lewy left left right right တော့အဲ့လိုမျိုးတစ်ချိန်လုံးပြောပေးနေတာပေါ့လေအဲ့လိုပြောပေးနေတဲ့ကစားသမားဆိုပြီးတော့ဒါ Lewandowski ကချီးကျူးခဲ့တယ်ဒါတော့ ဒီသူနဲ့တွေ့ကစားမှုရဲ့ကစားသမားတယောက်ရဲ့ဒီပြောစကားကိုမူတည်ပြီးတော့ကျွန်တော်ပြောပြပါဘောနော်ဒါပွဲထဲမှာလည်းအဲ့ဒီအချက်ကျွန်တော်တို့မြင်ရလိုက်မယ်ပြီးတော့ဘူလာဟာတစ်ချိန်လုံးအဲသူ့ရဲ့ဒီ relentless pressing တစ်ချိန်လုံးလိုက်လူနေတာမျိုးကျွန်တော်တို့မြင်ရလိုက်မယ်အဲ့တော့အသင်းရဲ့တိုက်စစ်ပိုင်းမှာဟိုကိုသွင်းတာ assist လုပ်တာအပြင်ဟိုအသင်းရဲ့ဒီ off the ball possession တွေမှာလည်းတိုက်စစ်ရဲ့ vanguard အနေနဲ့အမြဲတမ်းအသင်းကိုကြီးပေးခဲ့တာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီပုံစံအမြဲတမ်းပေါ့နော်ဒီ van halet အရက်ဖေးနဲ့လက်ထက် ီးတော့ဒီ Quadrilla လက်ထက်နောက်ပိုင်းမှာ Ancelotti လက်ထက်နောက်ပိုင်းမှာဒီ Hansi Flick လိုလက်ထက်ဒီသူမပြောင်းပုံစံလေးနည်းနည်းလေးပြောင်းတာအသက်ကြီးတာလို့ရှိသွားပဲရှိမယ်သူတော့လျှောက်ဒီ style တမျိုးလေးကိုသူထိန်းထားပြီးတော့ဒီ goal တွေသွင်းတဲ့ round the tour ပုံစံနဲ့တွဲပြီးတော့ကစားတာကိုကျွန်တော်တို့မြင်ခဲ့ရပါတော့အဲ့တော့မူလာရဲ့နိဗ္ဗာန်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့ဒီပြာမယ်ဆိုင်ရာပြသခဲ့တဲ့အခြေသွင်းဆိုရင်တော့ကျွန်တော်ကအဲ့ဒီအချက်ကိုအထူးပြုပြီးတော့ပြောချင်ပါတယ်ခုဟုတ်ပါတယ်ဒီမူလာရဲ့ ဟိုလိုက်ကစားနိုင်စွဲပေါ့လေခွေးယူးတကောင်လို့လိုက်နိုင်တဲ့အားတော့ဟိုနီးပြတိုင်းလေကြိုက်တယ်နီးပြတွေမှာမှဒါဘယ်ပြောမလဲဘိုင်မြူနစ်ကိုကင်တွယ်ခဲ့တဲ့နီးပြလေး2010ပြည့်လုံပေါ့လေ2008 2009 2010ပြည့်လုံကာလကြီးကြည့်မယ်ဆိုရင်ဘိုင်မြူနစ်မှာနီးပြပြောင်းလဲအဲ့ကာလလေးတော့ကရာကတ်စစ်စစ်ဖြစ်သွားတာရှိတယ်အဲဟိနက်စလက်တဲ့သူတို့ဒါဖလားသုံးလုံးရတယ်ဖလားသုံးလုံးရပြီးတော့ကော်ရီယိုလာရောက်လာတယ်ကော်ရီယိုလာရောက်လာတဲ့အချိန်ဒီမှာဆိုရင်လည်းမူလာကတကယ်ကိုအရေးပါတဲ့ကစားသမားကော်ရီယိုလာပူတော်မ ဒါဘယ်လိုပြောမလဲကြိုက်တဲ့ကစားသမားလို့တော့ပြောလို့ရပါတယ်ကွာလီယူလာလူချင်းတဲ့ပုံစံမျိုးပေါ့လေဒါ present ကောင်းကောင်းလိုက်ပြောမှလုံနိုင်တဲ့ကစားသမားတယောက်ဖြစ်ကိုလိုရတာချီးကျူးရမယ်နောက်တစ်ခုကကျတော့ဒီတသိန်းထဲမှာပဲ by minute တသိန်းထဲမှာပဲဒီ dot shop ဘောနော်ဒါအခုဆိုတော့အသက်35ခန်းနေရှိပြီရာဒီကိုရင်တော့နောက်တသိန်းကတော့သူပြောင်းကောင်းပြောင်းနိုင်သေးတာပေါ့လေဒါမဲ့35ဒီ ဘိုင်မြူနစ်မှာအသက်၁၀နှစ်ခန့်နဲ့ရောက်တဲ့35နှစ်အရွယ်တိဒါ25နှစ်တာကာလပတ်လုံးကစားခဲ့တဲ့အော်မြူနီလည်းအများကြီးယူပြီးနိုင်တဲ့ကစားသမားတစ်ယောက်ကအသင်းပြောင်းပွဲအခြေအနေတချို့တွေလည်းဒါရှိခဲ့ပါတယ် ဒါမှမဟုတ်အထူးသဖြင့်တော့ Manchester United ကိုပြောင်းမယ်ဆိုပြီးတော့မှတင်းနေထွက်ခဲ့တဲ့အခြေအနေတွေလည်းရှိခဲ့တယ်။ United ကိုဆိုရင်အခုထင်းနေတန်း60-90စသဖြင့်ဟုတ်ကဲ့အဲ့လောက်တွေနဲ့တောင်တင်းထွက်ခဲ့တာနော်။ဟို Schweinsteiger နဲ့ရှင်းစင်တော့ဆင်ပေါ်လေ Schweinsteiger က Manchester ရောက်ပြီးတော့တိတ်မကြောက်အဲ့မျိုးတွေရောက်ခဲ့ပြောင်းမယ်ဆိုပြီးတင်းနေထွက်ခဲ့တာရှိတယ်။ဒါပေမဲ့မပြောင်းမနဲ့ဒီတင်းထဲမှာပဲဒါကစားသွားနောက်တစ်ခါကျတော့အခုဒီဘယ်လိုပြောလဲညီနဲ့ပြောချင်တဲ့ဟာလေးကတော့မူလာရဲ့ dressing room ပေါ် ဒီလွှမ်းမိုးနိုင်မှုပိုင်းလေးပေါ့လေ gain ပေါ့နဲ့ပတ်သက်ပြီးတော့မှတော့ဒါစီသူပြောတာတော်တော်လေးလည်းပြည့်စုံပါလေဒါသူနဲ့ပတ်သက်ပြီးတော့မှဒီဝါဟာရာတစ်ခုထွက်ပေါ်လာတဲ့အထိမူလာနီးစင်းနဲ့ပတ်သက်လာပြီဆိုရင်ဒါထူးချုံပြောင်ပြောင်တဲ့ကစားသမားဆိုတာဒါအခုအတိအမဲ့ပြူရမှာပေါ့လေဒီ dressing room ပေါ်မှာရောဒီ Thomas Muller ရဲ့ဒီလွှမ်းမိုးနိုင်မှုပိုင်းလေးကဘယ်လောက်ထိမြန်အားကောင်းခဲ့လဲမသိဘူး ဟုတ်ကဲ့ဒါအရန်ကိုအရေးပါလေပေါ့နော်ဒီအခုနောက်ပိုင်းဒီ Bio Munich ရဲ့ YouTube channel တွေရနေတဲ့မူလာပုံမူလာရဲ့ဒီ contribution တွေတောက်လျှောက်တင်ပေးနေရတောက်လျှောက်တင်ပေးရမှာကျွန်တော်တို့မသိရဲ့ aspects တွေအများကြီးနေရကွင်းထဲမှာဆိုရင်ကျွန်တော်ဒါ radio မူလာဆိုပြီးတော့တို့တခုတင်တယ်အဲ့ဒါဒီမူလာကအော်ပြီးတော့သူ့အသင်းကစားသမားတွေညွန်ချားနေတဲ့အရာတွေအမျိုးမျိုးကိုသူအော်ပြီးတော့ပြောနေရပေါ့နော်အဲ့အရာကလည်းဒီအသင်းရဲ့ကစားသမားတွေပေါ့သူ့ရဲ့ဒီ ပါဝင်မှုတစ်မျိုးပေါ့နော်ခြေစွမ်းမဟုတ်ရင်တော့ဒါပြောမယ်ဆိုရင်လေနဲ့လှမ်းပြီးတော့သူကူညီပေးနေရပေါ့နော်အဲဒီတစ်ချက်ကိုကျွန်တော်တို့မြင်ရတယ်ပြီးတော့ဒီအများရန်ဒီအဝတ်လဲကဲအောင်သူကပျော်ရွှင်စေတဲ့ကစားသမားအရင်လဲရီရတယ်ရီရပေမဲ့ဘယ်လိုပြောမလဲပေါ်တော်တော်ဟိုဟာစကားကြီးတော့ပြောရဒါပေမဲ့သူကတကယ်လေးနဲ့တဲ့စိတ်နေစိတ်ထားနဲ့ပွဲပွဲတိုက်ပွဲဝင်လေးရှိတဲ့ကစားသမားအဲ့တော့ပြောမယ်ဆိုရင်တကယ်လက်တွေမှာအားကိုးရတယ်ဒါပေမဲ့ဒီကစားသမားတွေကိုစိတ်ပေါ့ပါအောင်အမြဲတမ်းလုပ်ပေးလေးရှိတော့တွေ့ရတယ်အဲ့တော့တော်တော်သဘောကျဖို့ကောင်းတယ်သူရဲ့စိတ်နေစိတ်ထားကိုလည်းကျွန်တော်တို့ ဒါအနည်းဆက်ဆုံးအခုတလောလဲနာမည်ကြီးနေရပါတော့နော်ဒီဒေါ်မွန်နဲ့ဖွဲ့အပြီးမှာသူ့ကိုအင်တာဗျူးကြတဲ့ Thomas Hisbar ကဒါဂျာမနီလေးစင်ဟောင်းနဲ့ပြီးတော့ဒီ ESPN တယောက်ပေါ့နော်အဲ့တော့ဒီ Bayern Munich ကထွက်ခွာတော့သူ့ဟိုဘလိုခံစားရလဲဆိုတော့သူက it is what it is တိပိုင်းပြောတယ်ပြီးလည်းပြီးတော့ဒါကတော့ဘလူးမမသိနိုင်လို့ပြောရမှာမင်းလည်းနောက်နောက်ရသည်မင်းတို့အလုပ်ဖြုံဖြုံမှာပေါ့တဲ့ ESPN ဆိုပြီးအဲ့လိုမျိုးဟာသပြန်ပြောတာပေါ့ဟိုဘူလာနဲ့ပတ်သက်အဲ့လိုဟာသတွေအများကြီးပဲဒါ CBS နဲ့ဆိုရင်လည်း ဒါအွန်ရီယိုကိုပြန်ဖောက်တာတွေမက်ဂရစ်ချက်တို့ပြန်ဖောက်တာတွေအသူနဲ့ပတ်သက်လိုက်ရင်အဲ့လိုဒီရေရှင်ပွဲရစိတ်ပေါ်ပါအပြန်ဘက်ကိုစိတ်ပေါ်ပါအောင်လို့ကိုယ်ကစားသမားတွေကိုစိတ်ပေါ်ပါအောင်လုပ်ပေးတယ်ပေါ့နော်အပြီးတော့ဒီအခုဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ဟာတခုနဲ့ပြောရမယ်ဆိုရင်ဟာရီကိန်းနဲ့ပတ်သက်ပြီးတော့သူပြောပြီးတော့ဟာရီကိန်းကိုကြည်နေတယ်ဟာရီကိန်းနဲ့ပတ်သက်ပြီးပြောရွှင်တယ်ပြောဟာရီကိန်းနဲ့ပတ်သက်ပြီးတော့အင်တာဗျူးတွေဖြေတဲ့အခါမှာလည်းသူအမြဲတမ်းကာပြီးဖြေပြတာကိုတွေ့ရတယ်အဲ့တော့ဒါကျွန်တော်အနည်းဆက်ဆုံးဖြစ်တဲ့ဟာတွေကို ဒါယူပြီးတော့ပြောပြပါဘောနော်အဲ့တော့အဲ့လိုယူပြီးကြည့်တဲ့အခါမှာမူလာဟာဝေလဲကန်ထဲမှာအင်မတန်ကိုကြီးမားတဲ့ figure တစ်ခုဖြစ်ပြီးတော့အသင်းကိုသူကွန်ဂျီတို့ရသမျှပုံစံမျိုးစုံနဲ့ကွန်ဂျီတော်တွေ့ရတယ်အပြီးတော့ဒီပြိုင်ဘက်ကိုထိုးနှက်ဖို့ဆိုရင်လည်းသူကဒါဘာစီလိုနာအသင်းဆိုရင်သူ့ကိုမုန်းကြတယ်ဘာစီလိုနာပရိသတ်တွေဆိုရင်အဲ့လိုဘယ်လိုပြောမလဲစိတ်တန်ရာဖြစ်တဲ့အထိကိုသူပြောတာဘောနော်အဲ့တော့ဒါသူ့ရဲ့ဒီဘောလုံးပြင်ပါအဲ့ရဲ့ဒီ influence ဘောလုံးပြင်ပါကွန်ဂျီနိုင်စွာဖြစ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကို ဟုတ်ပါတယ်ဟိုမူလာနဲ့ပတ်သက်လာရင်အစနေဟိုလေ true ရာတွေအများကြီးပဲအစနေ true ရာတွေလည်းနောက်တစ်ခုကကြတော့ဒီကွင်းပြင်ပပိုင်းကူညီမှုဆိုရင် hurricane munich ကိုရောက်တယ် munich ရောက်ပြီးတဲ့အချိန်ဒီမှာသူအိမ်ငှားတာအဆင်မပြေဘူးအိမ်ငှားအဆင်မပြေတဲ့အချိန်မှာ hotel မှာငှားနေရတယ်အဲ့ကာလတွေတခြားမှာလဲ hurricane ကို အမူလာအများကြီးကူညီပေးခဲ့တယ်လို့ဒါကိုသိရတယ်။ဘာလို့လဲအဲ့ချိန်မှာကြည့်မယ်ဆိုရင်ဒါနေရာတစ်တခုရောက်လာတဲ့ချိန်မှာ hurricane ကမိသားစုလည်းမပါဘူးလေ။သူမိသားစုတွေကလည်းဒါလန်ဒန်မှာပဲကြံရစ်ခဲ့တာ။ကြံရစ်ခဲ့တဲ့ချိန်ဒီမှာလည်းမူလာပဲအဓိကဒါကူညီပေးတယ်။နောက်ထပ်ဒီအရှင်းဖောက်ပြောတာတခုနဲ့ကြည့်မယ်ဆိုရင်တော့ဒီ hurricane ကဟိုတယ်မှာပဲနေတဲ့ချိန်မှာအဲဘယ်လိုပြောမလဲ sorry man of damage တွေအများကြီးရ hat trick တွေရတယ်။အဲရတဲ့ဘောလုံးတွေကိုယူယူသွားတဲ့ခါမှာမင်းဟိုတယ်ကနေတော့ ပြည့်တော့မယ်ဆိုရမှာမလို့ပေါ့လေဒါလေးရတော့ဒီ hurricane နဲ့ပတ်သက်ပြီးတော့မှဘူလာကူညီခဲ့တာတွေရောမီဘူလာတာရှုပ်ပေါက်ပြောခဲ့တာတွေရောနောက်ထပ်ဒီ true ride နဲ့ကြည့်မယ်ဆိုရင်ဒါ arsenal ဆိုရင်လည်းမကြာခဏဆိုလို့ဒါ true ရဲ့ဟာလေးလေကိုဒါကြာကြာကြာလဲကြာကြည့်ကြပါမှာเนาะဒါနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်ကိုတို့ဒီမှာပေါ့เนาะအသက်35နှစ်အရွယ်ကစားသမားတစ်ယောက်ပါဘိုင်မြူနစ်မှာလည်းဒါအများကြီးကိုကွင်းမြပိုင်ကိုကွင်းမြပါပိုင်ကိုအများကြီးကိုစူးစမ်းပေးခဲ့တဲ့ကစားသမားတစ်ယောက်ကိုဒါဘိုင်မြူနစ်ကဟိုဘယ်လိုပြောမလဲ စာချုပ်တွေမချုပ်တော့ဘူးပေါ့လေဒီမချုပ်တဲ့ဘောဒါစီသူဘယ်လိုမြင်လဲမသိဘူးကြီးအာဟုတ်ကဲ့ကိုပြောမဆိုတော့တို့လူငယ်တွေနဲ့တွားကျင်တဲ့ပုံစံကြောင့်ပဲဖြစ်မယ်ပေါ့နော်ပြီးတော့ဒီစာချုပ်ညှိနှိုင်းမှုတွေလည်းကျွန်တော်အများကြီးတော့အသံမချလိုက်ပါဘူးဒါပေမဲ့ရုပ်တရက်ကြီးထွက်လာတော့တတမတိုးတော့ဆိုမူလာကိုယ်တိုင်လည်းအံ့ဩသွားတဲ့တည်င်းကိုကျွန်တော်တို့ဖတ်ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒီအခုဆိုရင် Leverkusen အသင်းရဲ့ Florian Vaz အတူကိုသူ့ကိုလိုက်နေတဲ့ပုံစံမျိုးကြားရတယ်။ Bayern Munich ကော Real Madrid ကောပြီးတော့ မန်ချက်စတာစီးတီးရောပြီးခဲ့တဲ့တပတ်လောက်ကတော့ဘိုင်းမြူနစ်ကသဘောတူညီမှုတော်တော်ရတဲ့ပုံစံမျိုးသိရပါမယ်ခုနောက်ပိုင်းမန်ချက်စတာစီးတီးဝင်ပါလာတော့နည်းနည်း intense ဖြစ်နေရပေါ့နော်အဲ့တော့အဲ့ဒီ Florian Verse တို့နေရာကဒီမူလာတို့ကစားရတဲ့နေရာဖြစ်နေရပေါ့လေပြီးတော့အသင်းမှာဂျမားမူစီယာလာအိုလီဆေးတို့ရှိပြီးသားဖြစ်နေရပေါ့နော်အဲ့တော့အဲ့အဲ့ဒီလိုမျိုး setup ကြောင့်ဒီမူလာကိုသူတို့အနေနဲ့ဒီလိုလုပ်ဒီလိုမျိုး ပုံစံဖြစ်ရတယ်ပေါ့နော် ပြောမလို့စီးပွားရေးဆန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ကျွန်တော်တို့တင်ပြတယ်။ဘာဖြစ်လို့မူလာဘက်ကနေခန်းစားရတော့ပြောမဆိုရင်ကျွန်တော်လည်းနည်းနည်းတော့ခန်းစားမိတယ်ပေါ့လေ။ဟိုမမူလာလည်းအံ့ဩသွားတယ်ဆိုပြီးတော့ကျွန်တော်တို့တင်ဖတ်ရတယ်ပေါ့နော်။နည်းနည်းလေးပြင်းထန်တဲ့ဘိုင်းမင်းစ်ဘက်ကအဲလောက်ရက်တစ်ခုအဖြစ်ကျွန်တော်ယူဆပြီးရအကိုအကိုကိုယ်တိုင်ရောဒီဘိုင်းမင်းစ်ပရိသတ်ဆိုတော့အကိုရောဒီပြည့်ရနေပတ်သက်ပြီးဘယ်လိုမျိုး မြင်မိလဲမသိဘူးခေါ့။ ဒီအခုအမှန်တမ်းပြောရင်ဘိုင်ယန်ရှက်ဒီစီမံခန့်ခွဲမှုဘိုင်းမှာပေါ့နော်အရင်တော့တော့ဒီဥလီဟိုးစ်ဥလီဟိုးနက်စ်နဲ့ဒီရမီနီကီနှစ်ယောက်တည်းဥဆောင်တယ်ဥလီဟိုးနက်စ်ကစီးပွားရေးဘိုင်းကိုဥဆောင်တယ်ရမီနီကီကဒီဘောလုံးရေးရဖုတ်ဘောလေးဘိုင်းကိုဥဆောင်ခဲ့တဲ့ အခြေအနေလုံးကားတဲ့စာရင်ဒီနောက်ပိုင်းမှာကျတော့ Bayern Munich က complicated ပုံပြီးတော့မှဖြစ်လာတယ်လို့ခန်းစားရတယ်။ဒီ Adidas ဘက်ကလည်းဝင်လာတယ်တာ Adidas ဘက်ကဒီအကြီးကဲတယောက်ကလည်း Bayern Munich ရဲ့စီမံခန့်ခွဲရေးရာထုံးမှာပုံပြီးတော့မှထက်ထက်ဝင်ဝင်ပါလာတယ်။အဲ့ကြားထဲမှာမှ Oliver Kahn တို့ဝင်နောက်သွားတဲ့ဟာတွေကလည်းရှိသေးရဲ့ဆိုတော့ Bayern Munich ဘာကဟိုဒီနောက်ပိုင်းမှာဆိုရင်ဒါစီတူလည်းတည်ရတယ်ပဲ ဟိုဘယ်လိုပြောလဲ2019တုန်းကသူတို့ချန်ပီယံလိရတယ်ဒါဆူဖလာ၃လုံးချန်ပီယံဖြစ်တယ်ဗောလေ2019 20ဖြစ်မှတင်းနေဒီ PSG ကိုနိုင်ငံကာလအဲ့နောက်ပိုင်းနေစပြီးတော့မှ ဟိုအားရစရာကောင်းတဲ့ပုံစံမျိုးကိုဒါမမြင်ရဘူးပေါ့လေသူတို့ဟဲကင်းကိုတန်းတရားပေးပြောမှခေါ်ရင်ခေါ်လိမ့်မယ်ဒါပေမဲ့ဒါအားရစရာကောင်းတဲ့ဟိုဘယ်လိုပြောမလဲဟိုကစားသမားစုဖွဲ့မှုကစားသမားခေါ်ယူမှုတစ်ခုတည်းနဲ့တော့အကူရောမမြင်ဘိုင်မြူနစ်မှာကဒီစီမံခန့်ခွဲမှုအပိုင်းမှာကိုပဲတစ်ခုခုမာရွေးနေတယ်လို့ကိုပဲအကူကတော့မြင်မိအောင်ပေါ့နော်တကယ်လို့ဆိုတော့ဒီသောမတ်စ်မူလာကိုသူတို့ လမ်းခွဲဖို့ဆုံးဖြတ်ထားတယ်ဆိုဒီထက်ပိုစောပြီးတော့မှဒါ inform လုပ်လုပ်တင်တာပေါ့လေဘာလို့ဆိုတော့ဒါစီတူပြောတဲ့သတင်းဆိုရင်အခုလည်းကြားတာပဲအဲ့ကာလကဒါရာသီမကုန်ငင်းနဲ့ဘာမှတိတ်တော့မဝေးတာမဟုတ်ဘူးဒီထက်ပိုပြီးတော့မှစောစီသည်သူတို့ inform လုတ်ခဲ့တင်တယ်ဒီတဲ့ပူပြောမှလေးစားသမှုဒါရှိခဲ့တင်တယ်ရှိခဲ့တင်တာပေါ့လေအခုလက်ရှိမှာတော့အခုပြောလို့ဘိုင်မြူနစ်ကကြတော့ဒီအုတ်ချွေပဲပိုင်းမှာနည်းနည်းလေး complicated complicated ဖြစ်လာတယ်နည်းနည်းရှုပ်ထွေးလာတယ်အရင်တုန်းကလိုမျိုးဒါရိုးရှင်းရှင်းပုံစံမျိုးမဟုတ်ဘူးလို့ဒါအခုကထင်တယ်ဦးလီဟိုနက်ဒါသူနိုင်ငံရေးကိစ္စတွေနောက်တော့အခွန်ကိစ္စတွေနဲ့ ဟိုပြဿနာတက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေအဲ့နောက်ပိုင်းမှာကြည့်မယ်ဆိုရင်ဘိုင်မြူနစ်ကအုပ်ချုပ်ပိုင်းပြဿနာနည်းနည်းလေးရှိမယ်လို့ထင်တယ်ဒီမူလာကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လည်းအခုအမြင်ကတော့မူလာဟိုဒါတခြား rule တစ်ခုပေါ့လေဒီကပို့ပြီးတော့မှဟိုဟိုအဆင်ပြေတဲ့နည်းလမ်းတစ်ခုနဲ့ဆွေးနွေးခဲ့တယ်ပို့ပြီးတော့မှလည်းလေးစားတယ်လို့ထင်တယ်ကြီးဟုတ်ကဲ့အခုဒါမူလာအကြောင်းလေးလည်းဒါပြောအပြန်အလှန်ပြောလာကြတာပေါ့လေဒီနေရာမှာနောက်ထပ်ဒါမူလာနဲ့ပတ်သက်ပြီးတော့မှဟောစီတူကဟောဗာမြတ်အပိတ်ပြောကြရှိတယ်ပြောကြီး ဟုတ်ကဲ့ကိုမူလာနဲ့ပတ်သက်ပြီးတော့ဒီ Bayern Munich memories တွေအပြင်ပေါ့နော်ကျွန်တော်အနေနဲ့ Germany memories တွေလည်းဒါထည့်ပြောမှာပေါ့နော်အဲဒီဘာပြောဒီနှစ်ခုအရှင်တွဲပြီးတော့သွားနေခဲ့တယ်လို့ပေါ့လေယူဆတယ်အခုတော့ဘာပြောဒီကစားသမားကိုနဲ့အတူတူကျွန်တော်လည်းဆိုရင်ပေါ့နော်အတူတူကြီးပြင်းလာတယ်လို့ပြောလို့ရတယ်ပေါ့နော်အတူတူလောက်ပဲသွားကြတယ်ကစားသမားအခုတော့သူသူ့ရဲ့ဒီသူဒီအဲမှာမရှိတော့ဘူးပေါ့နော်အဲအဲ့လိုကစားသမားတွေတော်တော်များလာတော့ကျွန်တော်လည်းတော်တော်အသက်ကြီးလာပြီလို့ခံစားရပါတယ်ကိုကို အဲ့ဘယ်ကြီးရရုပ်လူပါလဲအဲ့ထင်တော့မထင်ဘူးအဲ့လိုပြောကြပါအဲဒီလည်းကျတော့လေဟို35နှစ်ရွယ်ဆိုတော့เนาะဒါဒူလေးလို့ဆိုတော့40ထိတော့ကောင်းကစားနေမူလာတို့ရူးလဲဆိုရင်လည်းဟိုမူလာတို့ကကျတော့ဒူလေးလို့တော့ပင်မနာမူလေသူကစားမှာပေါ့ရှုပ်ကြည့်မယ်ဆိုသူပင်မနာကျတော့တမျိုးပြောနေတာတော့သူ့မှာလည်းဒါမူလာလည်းလုံးလား ဟိုဘယ်လိုပြောမလဲအတင်းအတွက်လုံးဝ present မှာအရေးပါတဲ့လက်နက်တစ်ခုအနေနဲ့တော့အများကြီးအရေးပါတယ်အများကြီးအပြင်ပန်းခံနိုင်ရှိတယ်ဒါပေမဲ့သူ့အသက်ရွယ်နေဆိုရင်တခြား role တစ်ခုကိုဟိုတတ်တောင်းတတာဖြစ်မဲ့နေရာတစ်ခုကိုပြောင်းကစားမယ်ဆိုရင်ကစားလို့ရနိုင်တဲ့အခြေအနေရှိတာပေါ့လေအခုကတော့လာလာမယ့်ရာသီမှာဘယ်အတင်းကိုသူပြောင်းမလဲတော့မသိဘူးဒါမှမဟုတ်ကစားသမားဘွားပဲအားယူမလားတခြား role တစ်ခုနဲ့ပဲဘလုံးအတိုင်းဝဲထဲမှာဆက်ပြောင်းမှရှိမလားဆိုတာတော့တကူဒါဆက်ပြောင်းမှကြည့်ရမှာပေါ့လေအခုလိုမျိုးဒါမူလနဲ့ပတ်သက်ပြောင်းမှဒါအခုလိုဒါအမှတ်တရပြောသွားတာလေးတွေကို soccer hall play တက်တွေလေး ဒါကျင်းနေတဲ့လေးမျိုးလို့ထင်ပါတယ်ကြည့်ရှုအားပေးကြတဲ့စောကောင်းပရိသတ်အူချင်းစီကိုလည်းကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ